ယူနိုက်တက်တို့ဂျိုးဂျာတို့ကိုဆုံးမမဲ့ပွဲကအဆင့်တိကနေပြင်းပြင်းကြီးထိုင်းကြည့်နေမဲ့အာဆင်နဲ့နောက်တော့2004ခုနှစ်နောက်ပိုင်းပထမဆုံးအနေနဲ့နှစ်ပွဲဆက်တိုက်ပြန်ဘက်ကိုဂိုးပေါက်တဲ့ကန်သွင်းခွင့်မရအောင်အာဆင်နဲ့ကမနေ့ညကဖူဟန်နဲ့ပွဲပြီးမှဆွမ်းဆောင်ပြထားနိုင်ပါတယ်။နောက်တန်းကတကယ်ကိုကျွတ်စင်ကြီးပါ။ရာယာရဲ့ပါနံမှုကာကွယ်နိုင်မှုနောက်တန်းတွေရဲ့ကြည်လက်တမာမှုအကြောင်းလည်းမရှိရင်ဆိုင်လိုမှုတွေကအာဆင်နယ်ကိုအခုလိုနိုင်ပွဲတွေဆက်ဦးတည်စေခဲ့ပါတယ်။ဖာဂူဇန်ပြောခဲ့တဲ့စကားအတိုင်းပါပဲ။တိုက်စစ်ကဂိုးတွေသွင်းပေးနိုင်ပေမဲ့နောက်တန်းကပဲဗလားတွေယူပေးနိုင်တာပါ။ ဒီစကားတိုင်းမှာအာဆင်နယ်ကအခုလက်ရှိမှာစွမ်းဆောင်ပြနေပါတယ်။နောက်ဆုံးဆက်တဲ့ပုံမှာရှေ့ပွဲပဲပေးဖို့မရှိကစားထားပြီးပြန်ဘက်ကိုအိုပန်ပလီကနေတကူပဲပေးထားရတယ်ဆိုတာကတော်တော်လေးကြောက်ဖို့ကောင်းပါတယ်။နောက်ပြီးတော့ဒီနေ့ပွဲမှာဆိုရင်တကယ်ကိုကစားရခက်ခဲတဲ့ဖူဟန်တို့နဲ့ကရီဗန်ကော့တေ့ချ်ကွဲမှာအာဆင်နယ်ကသာသာရကစားပြသွားနိုင်ပါတယ်ဖူဟန်ကဒီနေ့ကြက်ကြက်လူကက်ကစားတည်တိုင်အောင်အာဆင်နယ်ကဇာကာနဲ့ ရိုက်ဆူရဲ့အတိုးလှုပ်တွေနဲ့လက်ကိုတဲကရေတိုင်းဖူဟန်ကိုလှုပ်ပြသွားတာပါဒီလိုပြောစရာမရှိဆုံးကနောက်တန်းဖြစ်ပြီးဒုတိယကတော့ကွင်းလေပါဇူပီမန်တီနဲ့ပွဲရှင်အတက်ကြကိုဂိုင်းတွေသွားပုံနဲ့ရိုက်ဆဲတကွင်းလုံးအတက်စင်းလုံးမှုတွေကတကယ်တော့တော်တော်လေးချီးကျူးစရာကောင်းပါတယ်ဒက်ကလန်ရိုက်ဆိုရင်ဒီနေ့ပွဲမှာဘောလုံးပြတ်တာတစ်ချိန်ပဲရှိပါတယ်အဲ့ဒီလိုရိုင်းစနေဆိုပြီးတော့သူတလက်ကိုတလက်အပေးယူမြနေတဲ့အချိန်မှာအသားမကျသေးပေမဲ့ EC ရဲ့အတိုးလှုပ်တွေကလည်းဆွဲမပွဲကောင်းလာပါတယ်။နောက်ပြီးတော့အဓိကကျတဲ့တိုက်စစ်မှာလည်းဒန်ယာကနေပြန်လည်တက်လာတဲ့စာကာကအရင်ပွဲကြီးထက်ကိုမှပိုယုံပြီးတော့ကစားခဲ့ပါတယ်။ နောက်ပြီးတော့ Trossack ဆိုလေကစားပုံမကောင်းပေမဲ့သူကိုယ်နဲ့အတင်းနိုင်ခဲ့တဲ့ Trossack ဆိုဒီမှလေးဒီဘက်မှာချီးကျူးတင်တဲ့ထဲမှာပါပါတယ်။ဒါပေမဲ့အခုလိုအားလုံးပြည့်စုံနေတဲ့ကြားထဲမှာပဲတနာစီအကောင်ဆုံးနဲ့ပြောစီအဖြစ်ဆုံးဖြစ်သွားတာကတော့ Yogaras ပါ။နေကျင်လောက်ကိုရနေတဲ့နေသားတွေမှာကံကွင်းရခဲ့ပေမဲ့ကိုသမားကြောင့်မရခဲ့ပါဘူး။နောက်ပြီးတော့ထိန်းသိမ်းလို့နေသေးတဲ့အတွက်လေယိုဂရက်စ်အပြက်ကတော်တော်လေးကိုယုံပြီးစော့ခဲ့တည်တံဝေဖန်မှုတွေခံနေရဆဲပါပဲ ယူကာရက်စာကိုကံမခေခဲ့ဘူးဆိုရင်ဒီပွဲကသူ့အတွင်းနဲ့ကိုယ်တွေပဲနိုင်မှာပါစာကာသူ့အတွက်လုပ်ပေးတဲ့အလုံးတွေမှမနေပါဘူးဒါမဲ့လည်းအပြစ်မဆိုရပါဘူးအရင်ပွဲကတည်းကအများကြီးပိုကောင်းလာပြီးတော်တော်ကိုယုံပြီးတော့စောခဲ့တာနေနေတကယ်ကိုကျေးဇူးတင်ပါတယ်နောက်ပြီးတော့ယူကာရက်စီအောင်ကိုယ်တွေပေါ်ပေါ်တည်တည်မရတာကလေတောင်ပန်နဖက်ကိုပဲအားပြုကစားတဲ့အတွက်ကြောင့်ပါဘာပဲဖြစ်ဖြစ်ပါဒီဘက်မှလည်းဂျိုးကြတော့အကင်ခံရတော့မယ့်အချင်းလိုအပ်တဲ့နိုင်ပွဲကိုရယူခဲ့တာနေနေအာဆင်နယ်ရဲ့စွမ်းဆောင်ရည်ကတကယ်ကိုကောင်းပါတယ်အခုပုံစံအတိုင်းသာပွဲထဲမှာဆက်ထိန်းသွားနိုင်မယ်ဆိုရင်ဒီရာသီမှာဘယ်တင်းမှာချန်ပီယံမဖြစ်ပါဘူး အာဆင်နယ်ကပဲချန်ပီယံဖြစ်မှာပါလက်ရှိမှာကစားပုံအာကစားနည်းပြဖက်ဖက်ကနေပြောစရာမရှိတာကြောင့်ကွင်းတွင်းစောဆောင်ရေးကအခုလိုပဲနိုင်ပွဲဆက်အနေထားရအောင်ပွဲတိုင်းထိန်းသိမ်းသွားနိုင်ဖို့အရေးကြီးပါတယ်နောက်ပြီးတော့အာဆင်နယ်ကဒီယာသီချန်ပီယံဖြစ်ကိုဖြစ်မှာပါချန်ပီယံမဖြစ်လို့မရပါဘူးချန်ပီယံဖြစ်ဖို့လည်းအချိန်တန်ပြီးဖြစ်တယ်လို့ချန်ပီယံစုနဲ့လည်းထိုက်တန်ခဲ့တာဆိုရင်လွန်ခဲ့တဲ့နှစ်နှစ်လောက်ထေကပါကဲရှေ့ဆက်လေးအခုလိုပဲနိုင်ပွဲတွေရရပြီဒီနှစ်မှာအာဆင်နယ်ချန်ပီယံဖြစ်ဖို့လိုအပ်နေပါတယ်